အဲ့ဒါဘာလဲဆိုတော့ဗုဒ္ဓဘာသာ issue နှစ် issue နှစ်ခုရှိတယ်တစ်ခုကအမေရိကန်မှာဖြစ်တာတစ်ခုကမြန်မာမှာဖြစ်တာအဲအမေရိကန်ဖြစ်တဲ့ဗုဒ္ဓ issue ကတော့ခြားမဟုတ်ပါဘူးဗုဒ္ဓဘာသာယဟန်တော်တွေကအမေရိကန်မှာမိုင်းပေါင်း2300ရှိတဲ့ငင်းချင်းခီးကိုခြေချင်းခီးကိုရှောက်ရှောက်ပြီးစရှောက်ရှောက်တည်ပြီးဆိုတော့တည်တယ်မှာအဲ့ဒါကတော့ပြောရရင်တော့ပြီးခဲ့တဲ့အော်တိုဘာနောက်ဆုံးပတ်တည်းကစတာပါဒါပေမဲ့အခုဒီရက်ပိုင်းမှာပို့ပြီးတော့လူတွေကြားထဲမှာ hot ဖြစ်လာတယ် TikTok တွေမှာပေါ်လို့ရလာတဲ့ခါကျွန်တော်တို့ကိုယ်တိုင်ဒါကိုမြင်တော့ခါမှာအားပေးတယ်ဘယ်နိုင်ငံမှာပဲခြေဆိုင်တဲ့ဗုဒ္ဓဘာသာဖြစ်ဖြစ် မြန်မာမဟုတ်တော့ဗုဒ္ဓဘာသာဖြစ်ဖြစ်ကျန်တဲ့ဘယ်နိုင်ငံသားဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာဆိုရဲဗုဒ္ဓဘာသာဆိုရဲဒီကျွန်တော်တို့ဗုဒ္ဓဘာသာဖြစ်တော့ဗုဒ္ဓဘာသာဆိုရဲအသိစိတ်နဲ့ကျွန်တော်နှလုံးသားတွေကနူးရပါတယ်အေးချမ်းပါတယ်ဗုဒ္ဓဘာသာဝင်ယဟန်တော်တွေကယဟန်တော်တွေကအမေရိကန်မှာရှိတဲ့ဒီ Texas American Taiwan တောင်ဝက်ပြည်နယ် Texas ကနေပြီးတော့အရှိပြား Washington DC မြို့တော့အရောက်ဆိုပြီးတော့ငင်းချိုင်းခီးမိုင်1300ဝေးငင်းချိုင်းခီးကိုချေချင်းလမ်းလျှောက်ပြီးတော့လမ်းလျှောက်ပြီးတော့ဒါငင်းချိုင်းခီးစဉ်ဆိုပြီးတော့ခေါင်းစဉ်နဲ့လမ်းလျှောက်ပါတယ်လမ်းလျှောက်တဲ့ဟာကိုစတင်လိုက်တာအော်တိုဘာ28ကစတယ်လို့ကျွန်တော်အကြံဉာဏ်သိရပါတယ်ဟုတ်နော်ဟို တို့တော့အဲ့မှာတော့စောင်းပိုင်းကြားနေရေးတာပေါ့နော်ဆိုတော့ရေးပြပေါ်ပြီးတော့ကြည့်ရတော့တို့အကုန်လုံးကဒီ Fort Worth မြို့လေးရဲ့ Fort Worth မြို့လေးမှာနေထိုင်နေဗုဒ္ဓဘာသာယဟန်တော်တရားစင်ကျော်ပါတဲ့တို့တို့သတင်း300 Stock 6ဆိုတဲ့ရက်ွက်အဲ့ရနေပြီးတော့အဲ့ရက်ွက်မှာရှိတဲ့ဒီ How to ဝိပဿနာအဲဘိတ်မန်စင်တာကနေပြီးတော့ Washington မြို့တော် Washington DC မြို့တော်ထိကိုရောက်မိုင်နာထောင်သွားရှိတဲ့ညီညာရေးလမ်းလျှောက်ပွဲတို့ရည်ရွယ်ချက်ကတခုပဲညီချမ်းကြီးညီချမ်းကြီးဆိုတော့ American မှာညီချမ်းကြီးဘူးကဘာနဲ့အဝမ်းတစ်ခုလုံးမှာညီချမ်းကြီးဖြစ်ဖို့တကဘာလုံးဟာညီချမ်းကြီး တရားတွေပြန့်နှံ့မှုလို့ပြီးဒီကဘာလုံးကဒီတတ်မဲ့ဖြတ်မဲ့သိမဲ့ကြည်မဲ့သူသေးငါသေးသူသေးကိုသေးအဲ့လိုပုံစံမျိုးတတ်ကြဖက်ကြသေးကြကြည်ကြတဲ့ဒီစစ်ပွဲတွေကိုအသွင်ဆောင်တဲ့လောဘဒေါသမောဟတွေလောဘသောတိုက်တဲ့မိတွေဒေါသတိုက်တဲ့မောဟတိုက်တဲ့မိတွေအဲ့ဒီလောဘသောတိုက်တဲ့မိတွေပေါင်းများစွာနဲ့ပူလောင်မှုမိတွေနေနေရတာတွေကိုငြင်းချမ်းစေခြင်းနဲ့စိတ်နဲ့ရဟန်းတော်တွေကဗုဒ္ဓရဟန်းတော်တွေကလမ်းလျှောက်တာငြင်းချမ်းတဲ့နေနဲ့လမ်းလျှောက်တယ်လမ်းလျှောက်ပြီးတော့သူတို့ရဲ့ဒီငြင်းချမ်းခြင်းဆိုတော့ဆောင်ပုံနဲ့ပြရုပ်တွေကိုပြတဲ့နေနဲ့လမ်းလျှောက်တာဆိုတော့ ကျွန်တော်တို့အားပေးတယ်ဗျာအမေရိကန်နိုင်ငံမှာလုပ်လဲအားပေးတယ်မြန်မာမှာလုပ်လဲဗင်နီယံလုပ်လို့အားပေးတယ်ကျွန်တော်ကြည်နူးတယ်စိတ်လဲစိတ်ချမ်းသာပါတယ်ဒီကိစ္စလေးကအဲ့တော့ဖြတ်တန်းသွားလာမှုလမ်းတစ်လျှောက်မှာလဲသွားလာတဲ့လျှောက်မှာလဲကားတွေဆိုရင်တချို့ကားတွေရက်ပြီးတော့သူတို့ဟာသူတို့ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ပါဖြစ်ဘုရားယဟန်တော်တွေအဲ့လိုသွားတာလေးကိုဒေချာလေးသူတို့လေးလေးစားကြည်ကြည်နူးနူးနဲ့သူတို့ရဲ့ဒီပါလာတဲ့စားတော့ဖွယ်ရလေးကိုကတ်လှူပူသွားတာတွေ့ရတယ်ကတ်လှူတာတွေ့ရတယ်ဆိုတော့သူတို့ဘာပဲပြောဒီပြည်နယ်ပေါင်း10ခုလောက်ကိုမဖြစ်မနေဖြတ်တန်းသွားသွားဖို့ရှိရတဲ့ခါကျတော့အဲ့ပြည်နယ်အားလုံးကိုဒီရက်ပေါင်း130ကြာ130ကြာဖြတ်တဲ့ခါမှာ ဒေသအသီးသီးမှာရှိတဲ့ဗုဒ္ဓဘာသာယဟန်တော်တွေကိုလောပိုးပေါင်းပါဝင်လာလိမ့်မယ်လို့ယူဆတယ်ပေါ့ဗျာအဲ့တော့ဘာပဲပြောအခုတော့ဗုဒ္ဓဘာသာယဟန်တော်အခု16ပါးရှိသွားပြီတဲ့ပထမစထွက်တာနည်းနည်းလေးစတာတဏ္ဍာစင်းတွေစတာပြီးတော့ပြီး16ပါးရှိသွားပြီအခုဖြည်းဖြည်းနဲ့ကြားနေရပြီပေါ့ဗျာကျွန်တော်တို့ဟိုဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ဗျာဒီတွန်မင်းသားကြီးတွန်ဟမ်ရဲ့ကားလို့ပေါ့နော်တွန်ဟမ်ရဲ့ဇာကားတွေကလို့တွန်ဟမ်ကတွန်ဟမ်ရဲ့ကျွန်တော်ဇာကားနာမည်တော့မေ့လေဗျာအအများအားကျွန်တော်တို့ဘယ်ချိန်မှစပြန်ကြည့်ရမယ့်ဟိုဇာကားလေးအဲ့ မြန်မာဘယ်ချင်းပြကြည့်စီကျွန်တော်ရန်တော်တို့ရန်သဘောကြရတယ်တုံနှန့်ရဲ့ဇာကလေးဗျာအဲသူကအဲ့ဒီကားရဲ့လူတုံဟန်ကစိတ်ညစ်ညစ်နဲ့လမ်းပေါ်ထွက်ပြေးတာပြင်းပြင်းပြင်းနဲ့သူပြေးတာမျိုးနောက်ကလိုက်ပြေးတယ်ပြေးကြရင်လည်းအပြေးတာ trunk ကူလို့ရလာပြီးတော့နောက်ကလိုက်ပြေးတယ်မိုင်းနေရရီပြေးပြေးကြရင်လည်းပြင်းပြင်းနဲ့ trunk ဖြစ်သွားတဲ့ဟာတို့လေအဲ့ကားလူပေါ့နော်ဆိုတော့အဲ့ကားရဲ့လူပဲအခုဒါတော့အဲ့ကားထက်ပိုမြင့်ပါတယ်အဲ့ဒါတော့တုံဟန်ကဘာယူခြင်းမှမသိဘူးလို့ရှောက်ပြေးတာအခုကတော့ညီညာရေးအတွက်ပြေးတာ ဆိုတော့ဒီကဒါလေးကိုကြည့်ပြီးတော့အော်ကောင်းလိုက်တာလို့ကျွန်တော်တို့တွေးပြီးပါတယ်ဗုဒ္ဓဘာသာရေးဟိုရရဲ့ဒီငင်းချမ်းရေးအတွက်ကိုရည်ရွယ်ပြီးရီမန်းတဲ့လှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့စိတ်ချမ်းသာပါတယ်အဲ့တော့အသေးစိတ်ကတော့ခင်ဗျားတို့ဒီကျွန်တော်တို့ဌာနရဲ့ website မှာသွားဖတ်လို့လည်းရပါတယ်အဲ American မှာရှိတဲ့ website တွေမှာလည်းသွားဖတ်လို့ရပါတယ်မြန်မာသတင်းဌာနချင်းတို့ကျွန်တော်တို့ရှိမှာလည်းဖတ်လို့ရပါတယ်ဒါမျိုးသတင်းကိုတော့ BBC တို့ဘာလို့လဲမပေါ်ပြပါဘူးခင်ဗျားတို့ခေတ်သစ်မစ္စည်းမှာတော့လည်းမပေါ်ပြပါဘူးဘာလို့လဲဆိုတော့သူကငင်းချမ်းရေးကိုလူလာတာမဟုတ်ဘူးအရာတွေလည်းမပေါ်ပြပါဘူးเนาะခင်ဗျားအဲ့ဒီ BBC အုပ်စုတွေတရားမှမပေါ်ပြပါဘူးဘာလို့လဲဆိုတော့

ဒါကြောင့်ကျွန်တော်ကငြိမ်းချမ်းခြင်းတရားကိုအလိုရှိပါတယ်ငြိမ်းချမ်းရေးကိုပဲအလိုရှိပါတယ်ဒါထပ်ပြောပါမယ်เนาะအဲ့တော့အဲ့တော့ဒါကတော့အမေရိကန်မှာဖြစ်တဲ့ကိစ္စအဲ့တော့အမေရိကန်ဖြစ်တဲ့ကိစ္စပြီးသွားတဲ့နောက်ကျွန်တော်မြန်မာပြည်မှာရောဆိုတော့မြန်မာပြည်မှာကတော့မငြိမ်းချမ်းဘူးပေါ့ဗျာမငြိမ်းချမ်းခြင်းကဘယ်လောက်တောင်ဆိုးလဲလို့မင်းအိန္ဒိယမှာပြည်ရဲ့ရပိုင်ကျွန်တော်ပြောခဲ့ပါတယ်အိန္ဒိယမှာသာသနာပြုပြီးပြန်လာတဲ့ကတော့တော့ပြူလိုက်မြန်မာပြည်ပြန်လာလိုက်အဲ့လိုနေတဲ့ဆရာတော်တပားပေါ့နော်ရွှေဘူကဆရာတော်တပားကို PDF တွေဖမ်းတယ်သူ့ရဲ့တပည့်ကိုရင်လေးတပားနဲ့နောက်ဒကာမဒကာမမြို့သူမြို့သူ၃ယောက်ကိုဖမ်းတယ်တော့လူအဲ လူတူရန်တန်ခါနှစ်ပါးပေါ့အဲ့လိုပဲကျွန်တော်ပြောပြရစီအဲ့တော့ကကျွန်တော်အဲ့တော့ယူကပြောတော့ကတန်ခါသုံးပါးလို့ကျွန်တော်ပြောမိတယ်ဒါပေမဲ့ကျွန်တော်ခုပြန်ပြင်ပါမယ်ကျွန်တော်အမားပြင်ပေါ့နော်တန်ခါနှစ်ပါးနဲ့လူတူပါအဲ့တော့တွားပြီးတော့သူတို့နေရာအဲ့အဲ့တန်ခါနှစ်ပါးနဲ့လူတူကို PDF တွေဖမ်းသွားတဲ့ကိစ္စကဒီနေ့ဆိုရင်နိုဝင်ဘာ9ရက်နေ့လောက်ကလေးဖမ်းခံလိုက်ရတယ်လို့ကျွန်တော်သိရတဲ့ဟာကဒီကနေ့ဆိုရင်